လူတွေပြောများနေတဲ့ TikTok Lite စနေရန်ကောင်းတဲ့ပတ်သက်ပြီးတော့သိထားတဲ့အချက်လေးတွေကို share လုပ်ပေးသွားမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ဗီဒီယိုလေးကိုစက်ကြည့်လိုက်ကြရအောင်။ TikTok Lite စနေရန်ကောင်းရဖို့ဘာတွေလိုအပ်လဲဆိုတာကိုရင်ရှင်းပြပေးမယ်။ပထမဆုံးအနေနဲ့ Japan region ကြီးမေးတစ်ခုလိုမယ်။ root လုပ်ထားတဲ့ဖုန်းတစ်လုံးလိုမယ်။အဲ့ဒီ root ဖုန်းမှာတုံးမယ်ကျွန်တော်တို့ system file လေးတွေလည်းလိုမယ်။အဲ့ဒီချက်တွေပြည့်စုံသွားပြီဆိုမှကျွန်တော်တို့ TikTok Lite စနေရန်အကောင့်ကိုဖွင့်လို့ရမှာပဲဖြစ်တယ်။ Okay ဒါဆိုရင် Japan region ကြီးမေးရတော့ဟုတ်ပါပြီ။ လူလုထားတဲ့ဖုန်းဆိုတာပါဟုပြောတာလေလူလုတယ်ဆိုတာတနည်းအားဖြင့် hacking လုပ်တယ်လို့လည်းပြောလို့ရတယ်နားလည်ရလွယ်အောင်ပြောပြရမယ်ဆိုရင်အခုလက်ရှိကျွန်တော်တို့သုံးနေတဲ့ဖုန်းတွေဟာဆိုရင်သူပေးထားတဲ့တတ်မှတ်ချက်ပုံမှာပဲကျွန်တော်တို့ကသုံးစွဲခွင့်ရှိမယ်လူလုထားတဲ့ဖုန်းတွေဟာဆိုရင်ကျွန်တော်တို့လိုချင်တဲ့ပုံစံကိုကျွန်တော်တို့တတ်မှတ်လို့ရတာပဲဖြစ်တယ်ကျွန်တော်တို့အခုစနေရန်ကောင်းဖွင့်ချင်တယ်အဲ့ဒီစနေရန်ကောင်းရအောင် app ကိုကျွန်တော်တို့မျိုးစုံပြောင်းလဲနိုင်ခွင့်ရှိတယ်စနေရန်အကောင့်ပဲဖွင့်ချင်ချင်း54ရက်အကောင့်ပဲဖွင့်ချင်ချင်းကျွန်တော်တို့က file လေးအစားထိုးပြီးဖွင့်ပေးလိုက်ရုံနဲ့ရသွားမှာပဲဖြစ်ပါတယ် အဲ့ဒီလိုကျုပ်စိတ်ကြိုက်ဖန်တီးလို့ရတဲ့အရာကို rule လုပ်တယ်လို့ခေါ်တာပဲဖြစ်ပါတယ်။ Okay ဒါဆိုရင် rule လုပ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုတီးလောက်ပြီးလို့ထင်ပါတယ်။ဒီ rule လုပ်တာနဲ့ပတ်သက်ပြီးတော့ဘယ်လိုသတိထားမလဲဆိုတဲ့အချက်လေးတွေကိုလည်းပြပြပေးသွားပါမယ်။ကျွန်တော်တို့ရဲ့ဖုန်းကို rule လုပ်လိုက်ပြီးဆိုတာနဲ့ဖုန်းထဲမှာရှိတဲ့ update အကုန်လုံးကိုကျွန်တော်တို့ထိန်းချုပ်လို့ရသွားမယ်။ဒါပေမဲ့ rule လုပ်တာအရန်ဝန်အနေများပါတယ်။မှားလုပ်မိသွားခဲ့လို့ရှိရင်ကျွန်တော်တို့ rule လုပ်နေတဲ့ဖုန်းဟာဘာမှတုံးလို့မရတော့ပဲနဲ့ပျက်စီးသွားမှာပဲဖြစ်တယ်။ဖုန်းမှာရှိတဲ့အာမခံချက်တွေအားလုံးလည်းပျက်စီးသွားနိုင်တယ်။ တခြားလုံခြုံရေးပြဿနာတွေလည်းဖြစ်လာနိုင်တာမို့လို့သတိထားဖို့တော့လိုမယ်။ Okay ကျွန်တော်တို့ rule လောက်တာအောင်မြင်သွားလို့ toll light စနေရန်အကောင့်ကိုလည်းဖွင့်ပြီးပြီဆိုကြပါစို့။ကျွန်တော်ကတခြားဖုန်းတစ်လုံးနဲ့လောရင်ဝင်လိုက်မယ်။ပြီးပြီးတော့တုံးနေမယ်။တုံးလို့ကလည်းအဆင်ပြေနေမယ်။ဒါပေမဲ့ toll light ကလုံခြုံရေးစစ်ဆေးမှုတွေရှိတာမို့လို့ rule လောက်ပြီးတော့ဖွင့်ထားတဲ့အကောင့်ကိုခြေရခံမိသွားရင်ကျွန်တော်တို့လက်ရှိတုံးနေတဲ့ app ကအလုံးမလုပ်တော့တာ။ဒါမှမဟုတ်အကောင့် ban ခံရတဲ့အခြေအနေတိဖြစ်လာနိုင်ပါတယ်။ဒါကြောင့် rule နဲ့ဖွင့်ထားတဲ့ account တော်တော်များများ ban ခံရတာပဲဖြစ်ပါတယ်။ โอเคဒီဗီဒီယိုလေးอ่ะဆိုရင်ဘလူးလုတ်တယ်ဆိုတာဘာကိုပြောရလဲဆိုတာကိုသိရှိသွားအောင် share လုပ်ပေးသွားမှာဖြစ်ပါတယ်။စနေရန်ကောင်းအဘန်းမခံရအောင် fake root နဲ့ဘလူးဖွင့်ရမယ်။ fake root နဲ့60 60 16800အထိ point တိုးနည်းတွေသိကျင်နေဆိုရင်ကျွန်တော်ရဲ့ comment on လေးမှာ yes ဆိုပြီးတော့မှန်သွားခဲ့ပြီပါ။ point တိုးကျင်တဲ့သူတွေရှိတယ်ဆိုရင်လည်းကျွန်တော်ရဲ့ Telegram channel လေးမှာစာပြေလာရောက်အနက်နိုင်ပါတယ်။โอเคဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်။